ဘိမှုနံပိတ်တင်တိုင်းပြောင်းစုလံပေါ်ကဂျင်းနာနယ်တရားဆင်စေးကိမှာအီတုဆေဝါရီဖန်စီခံရပေးနောက်နောက်ဆက်တွဲဖန်စီခံရသူငောက်မှာမိသားစုနဲ့ဆက်သွဲပြန်နေတယ်လို့မိသားစုနဲ့နေစားတဲ့ဒေတာကန်တချိုစီကသိရပါဗျ။အခုနှစ်မလာ29ရက်ကစပြီးဂျင်းနာနယ်တရားစကောင်းစီဆေးစေးကိမှာဆေဝါသက်ဆောင်ခွင့်ပိတ်ပင်ထားပြီးတရင်ကြကြဆေးစေးဖန်စီနေတာပါ။မေလ14ရက်မှာဘိမှုကနေတရင်သားဤဘက်ကိုလာတဲ့ဂုံကားကို ဆဲဆဲအားအေဒုံဆေဝါတွေဖမ်းမိခဲ့တယ်လို့ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။စစ်ကောင်စီတပ်သားတွေကကာသမားကိုဖမ်းဆီးခဲ့ပြီးဗင်းမြမာနေတဲ့အခြားသူငါးဦးကိုလည်းထပ်မံဖမ်းဆီးခဲ့ပါတယ်။အဖမ်းခံရသူငါးဦးဟာမေလ29ရက်အထိမိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့ဆိုပါတယ်။ဗင်းမြမာဖမ်းဆီးခံရသူတွေဟာ မြင့်မိုစီယောကဒုနာပြူတဦးနဲ့သူရဲ့ခင်မအပါဝင် အမဖြစ်သူလင်မယားလည်းပါဝင်ပြီး ကျန်တူကိုတော့မတရားသေးဘူးလို့သူနာပြုတ်မိသားစုနဲ့နိစတူတူကပြောပါတယ်။ဂျင်းနတ်တိုင်းတရာဆေဆေကမှာစေဝါတခွင်ပေးပြီးတဲ့နောက်ပိုင်းစေဝါတင်ဆောင်လာတဲ့သူတွေကိုဖမ်းဆီးနေတာခုနှစ်ဦးထက်မနည်းရှိလာပြီဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ဧပြီလ26ရက်ကလည်းစားသုံးစီဘူငါဘူတလာတဲ့အမျိုးသမီးဂျီတူကိုအဲဒီဆေဆေကမှာရှိတဲ့စကောင်းစီတတာတွေကဆေဆေပြီး CW အတင်အာရမတောက်ခိုင်ရာကတည်ဆုံသွားခဲ့ပါတယ်